Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မင်္ဂလာပါရှင်။မြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာနရေဒီယိုအန်ယူဂျီကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စေနိုင်ပါရှင်။မင်္ဂလာအပေါင်းနဲ့ပြေဆုံးကြပါစေ။အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီအစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါရှင်။ ရေဒီယိုအန်ယူဂျီကနာတော့တာဆင်နေကြတဲ့ပြည်သက်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတဘာဝပြီးဆက်အာနာရှင်ပြည်တို့ကနေကင်းဝေးပြီးကိုစိတ်နှပြချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။မင်္ဂလာမနက်ခင်ပါရှင်။ဒီကနေ့2025ခုနှစ်အေပြီလ24ရက်နေ့မနက်ခင်ရေဒီယိုအန်ယူဂျီအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Radio NUG စီးရီးသတင်းကောင်းတော်ချက်ကိုနေဦးနိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ် AB လ24ရက်နေ့မနက်ပိုင်း Radio NUG စီးရီးသတင်းကောင်းတော်ချက်များကိုတင်ပြပေးပါတော့မယ်။ကျွန်တော်ကတော့နေဦးနိုင်ပါ။အခုပထမဆုံးတပုတ်အနေနဲ့ပခုတ်ကူမှာဆက်ချွေရမှုကြောင့်မြေပြင်ကိုဆင်းလာတဲ့ပါရာမိုတာတစ်စီးအားမီးရှို့ရှင်းလင်းခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မကွေတိုင်းပခုတ်ကူမြို့နယ်မှာဆက်ချွေရမှုကြောင့်မြေပြင်ကိုဆင်းလာရတဲ့စစ်ကောင်စီရဲ့စက်တက်လီတီပါရာမိုတာတစီအားရှာဖွေမိရှုရှင်းလင်းခဲ့တယ်လို့ဘာမာ Revolution Rangers ကထုတ်ပြန်ထားပါတယ်။ ABL 23ရက်နေ့ညနေ9:00ခွဲအချိန်မှာပခုတ်ကူတပ်မှတရားတစ်ကနေတက်လာတဲ့ပါရာမိုတာ3စီးထဲမှတစီးဟာဆက်ချွေရမှုကြောင့်မြေပြင်ပေါ်သို့ဆင်းသက်လာချိန်မှာတွားရောက်ရှာဖွေရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ ၎င်းပါရမတာအနီးကိုရောက်ရှိချိန်မှာမောင်းသူကထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့စစ်ကောင်စီတပ်ကလည်းအင်အားအလုံးရင်းဖြစ်တက်လာတာကြောင့်မိရှုရှင်းလင်းခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အဆိုပါရှာဖွေရှင်းလင်းမှုကို Burma Revolution Rangers နဲ့ပခုတ်ကူ PB Defense Force PPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။တပည့်ရင်းမှာစစ်ကောင်စီကပုံချဲခဲ့ရာခလီတအုပ်အပါဝင်၅ဦးတိဆုံး ကျုံတူးမြို့ကန်းဒီရွာရှိဗလီချောင်းကိုလေရင်ဖြစ်ဘုံကျဲတဲ့တရင်ကိုတင်ပြပေးပါမယ်။ စကိုင်းတိုင်းတပည့်ရင်းမျိုးနဲ့လက်လှုပ်တောင်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာခလီငယ်နဲ့တကြီးရွယ်ဦးတွေအပါအဝင်၅ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်။အေဗီလာ23ရက်နေ့မနက်7:40မိနစ်ခန့်မှာလက်လှုပ်တောင်ရွာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများရဲ့နေအိမ်တွေပေါ်ကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါရယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်73နှစ်အရွယ်မတ်ဂျေဦးနဲ့အသက်80ကျော်အရွယ်ဒေါ်ဆောင်တို့အပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့က9ဦးထပ်မံတန်ရာရခဲ့တယ်လို့သိရပါရယ်။ ပြီးကြတဲ့ဧပြီလ12ရက်နေ့ကလည်းတပည့်ရင်းမြို့နယ်တက်ခတ်ကြီးရွာဖုန်ကြီးချောင်းကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ရာကိုရင်၃ပါးအပါအဝင်၅ဦးထိခိုက်သေးဆုံးခဲ့ရပါသေးတယ်။အလားတူအေဗီလာ22ရက်နေ့မနက်ပိုင်းမှာကော့ကရိတ်မြို့နယ်ကျုံတူးမြို့ကန်နီယွာပလီကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲခဲ့ကြောင်းဒေတာတွင်းသတင်းရင်းမြစ်များထံမှသိရပါသည်။လေရင်ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေပလီကျောင်းအဆောက်အဦများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့ပေါ်တာဆွဲဖို့လာတဲ့စစ်အုပ်စုဝင်ရောက်တိုက်ခိုက်ခံရပြီးတော့၈ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းမင်းလားမျိုးနဲ့ရန်ကုန်ပြည်လမ်းပိုင်းအရှိတ်ကျေးရွာတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်ကောင်စီတပ်ဖွဲ့လာရောက်မယ်ဆိုတဲ့တဲ့ရင်ကြောင့်နေမြေရှင်းလင်းဆောင်ရွက်ခဲ့ရမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးခဲ့တယ်လို့တာယောက်ရီခရိုင်တပ်ရင်း၃၈၃ညနှင့်တပ်ခွဲနှစ်ကထုတ်ပြန်ထားပါတယ်။အေဗီလာ၂၂ရက်နေ့မနက်၁၀နာရီခွဲကမှအင်ဂျင်ကုန်းအုပ်စုအညာရန်ကြီးရွာ ကားလန်ဘေးက53မြန်မာထမင်းဆိုင်မှာထမင်းစားနေတဲ့စစ်ကောင်စီနဲ့ပြူစောတိအင်အား20ခန်းကိုရှောင်းတခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်ခံရတာကြောင့်ဖျိုးဖျဲထွက်ပြေးသွားတဲ့စစ်ကောင်စီနဲ့ပြူစောထီးများကိုလိုင်လံပစ်ခတ်ရှင်းလင်းခဲ့ရာ၈ဦးသေဆုံးပြီးတော့၄ဦးဒဏ်ရာရသွားတယ်လို့ဖော်ပြထားပါတယ်။အထိနာသွားတဲ့စစ်ကောင်စီတပ်ကမုံလွဲ2:15မိနစ်အချိန်ကမှ MI-35 ရဟယင်ဖြင့်ရုံမအဆက်မှရှိတဲ့ပြည်သူများနေထိုင်ရန်ကြေးရွာများကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးလည်းထိတွေ့တိုက်ပွဲများဖြစ်လာနိုင်တာကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်နဲ့နီးနီးကပ်ကပ်တွာလာနေထိုင်မှုမလုပ်ကြဖို့နဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လာနိုင်တာကြောင့်အထူးသတိထားနေထိုင်ကြဖို့အသိပေးထားပါရခင်ဗျာဆက်လက်ပြီးအရတော်9333လေးတင်ကားတက်ရင်ကိုတွားတဲ့တက်ချက်တအူးကိုစောင့်ကြည့်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် စကိုင်းတိုင်းအေရိုမျိုးနယ်မှာအမှတ်9394တင်ကားတက်ရင်ကိုသွားတဲ့တက်ချက်တူအားစောင်းကျူတိုက်ခိုက်ခဲ့ရာအပြင်းအထန်တန်ရာရခဲ့တယ်လို့ Danger Force မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အေဗီလာ22ရက်နေ့မနက်09:44မိနစ်အချိန်ကမှ တက်ကြက်ဝင်းတင်ဆိုသူအားအရတော်မျိုးကနေတင်ကားတက်ရင်ကိုသွားတဲ့လမ်းခွလက်တနေရာမှာအသင်းဆောင်ကြူပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်တိုက်ခိုက်ခံရတာကြောင့်တက်ကြက်ဝင်းတင်ရဲ့ညာဘက်ပကုံးကြည်ထိမှန်ခဲ့ပြီးတော့ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့တက်တွင်းဖရဲသည့်ထံမှသိရကြောင်းဖော်ပြထားပါရယ်ဒါအပြင်မနက်7:00နာရီမိနစ်30ခန်းမှာလဲအရတော်စစ်မှုလေယာဂိတ်အတွင်းကို M79 ဖြင့်40မမတလုံးပြစ်ခတ်ခဲ့ရာစစ်ကောင်စီဂိတ်အတွင်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါရယ်အဆိုပါတိုက်ခိုက်မှုများ များကို Danger Force မုံရခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့မုံရခရိုင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့အထူးခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါပါခင်ဗျာဆလဘီမင်းလာမျိုးနဲ့အတွင်းနန်စီဒီယမ်များနဲ့ပရာဟိတဟန်ပြကလှုပ်ရှားနေကြတဲ့ကျူရှင်ဆရာဆရာမများအားတတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ် မင်းလာမျိုးနဲ့ရက်ကွက်ကြေးရွာအုပ်စုများအတွင်နန်း CDM ဆရာဆရာမများအားအကြံပတ်စစ်ကောင်စီနဲ့မပူးပေါင်းရင်အကြိမ်ပေါင်းများစွာထုတ်ပြန်ထားတော်လေပြည်သူများရဲ့မျက်နှာကိုမငဲကွက်ပဲအကြံပတ်စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေကြောင်းမင်းလာမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတရင်ထုတ်ပြန်ထားပါရယ်ရက်ကွက်ကြေးရွာအုပ်စုများမှာတာဝန်ကျနေတဲ့ပညာရေးဌာနမှနန်း CDM ဆရာဆရာမများဟာမင်းလာမျိုးမှာတင်းရှောင်ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းနေတယ်လို့ဖော်ပြထားပါရယ်မင်းလာမျိုးနဲ့အတွင်ရက်ကွက်ကြေးရွာအုပ်စုအလိုက်စေတနာဟန်ပြ ပြီးတော့ကျူရှင်ပြစားနေတဲ့ဆရာဆရာမများဟာနန်စီရံများနဲ့ပူးပေါင်းပြီးတော့2021ခုနှစ်အကြံဘက်အာနာသိန်းကာလ9နှစ်တိုင်တိုင်ចောင်းသားចောင်းသူမိဘများအပေါ်လာစဉ် KG တန်းကစတင်ပြီးတော့အလေတန်းပညာရေးအဆင့်အထိငွေကြီးကောက်ခံပြီးခိုးကြောင်ခိုးဝက်တင်ကြားနေတယ်လို့သိရပါတယ်။တို့ဖြစ်ပါ၍နန်စီရံများနဲ့ဆက်လက်ပူးပေါင်းကာ ိုးချောင်ခိုးဝက်တင် जा ပေးနေတဲ့ကျူးရှင်းဆရာဆရာမများကိုထိရောက်စွာအေးအေးယူမှဖြစ်ကြောင်းမင်းလာမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့မင်းလာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အမြန်ဆုံးဆက်သွယ်ပေးပါရန်မေတ္တာရှိထားပြီးတော့အသိပေးထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကတော့ Radio NUG သတင်းတောက်မင်းတီဟန်မင်းစစ်သွေးနဲ့ Car Shelter တို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ စီရေးသတင်းတွေကိုနားဆင်လို့ပြီးမှာတော့ပြည်ရင်းသတင်းတွေကိုຫນွေဦးမှိုင်ကဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါတောရရှင်များရှင် အခုချိန်ကစပြီး2025ခုနှစ်ဧပြီလ24ရက်နေ့ Radio UNG မနက်ခင်းပြည်ရင်းသတင်းများကိုတင်ပြပေးပါမယ်။ကျွန်မຫນွေဦးမှိုင်ပါ။ ပုတ်ရဟမင်းကြီး Francis နေရာဆက်ခံမိသူသည်ငိမ့်ချွန်ရင်ဖြစ်စဉ်မှာစိတ်အားထက်သာမှုရှိတဲ့ဘာသာရေးကောင်းဆောင်ကြီးတဦးဖြစ်ဖို့အန်ယိုးကြီးယာယီသမရကလေးနဲ့စွာမျှော်လင့်တဲ့တရင်ကိုဥစွာတင်ပြပေးသွားပါမယ်။ပုတ်ရဟမင်းကြီး Francis ရဲ့နေရာကိုဆက်ခံမဲ့သူဟာမြန်မာနိုင်ငံလိုမငိမ့်ချွန်တဲ့နိုင်ငံတွေရဲ့ငိမ့်ချွန်ရင်ဖြစ်စဉ်မှာ စိတ်အားထက်သာမှုရှိတဲ့ဘာသာရေးကောင်းဆောင်ကြီးတဦးဖြစ်ဖို့အန်ယိုးကြီးယာယီသမရဒူဝါလက်ရှိလာကလေးနဲ့စွာမျှော်လင့်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပုံရဟန်းမင်းကြီးကွဲလွန်မှုနဲ့ပတ်သက်ပြီးတကဘာလုံးရိုမန်ကက်သလစ်တွေနဲ့ခရစ်ယာန်ဘာသာဝင်အလုံးလဲဝမ်းနည်းပူဆွေးနေကြရတယ်လို့ခန့်စားမိပါတယ်။ပုံရဟန်းမင်းကြီးဟာကျွန်တော်တို့နိုင်ငံကိုငိတ်ချရင်ရဖို့အမြဲစိတ်အားထက်သန်စွာထုတ်ဖော်ဆုတောင်းတက်သူတယောက်ဖြစ်ပါတယ်။ဒါအပြင်ပုံရဟန်းမင်းကြီးဟာကက်သလစ်သာသနာနှစ်ပေါင်း900ကျော်တွင်းမှာမြန်မာနိုင်ငံကိုပထမဆုံးကြားရောက်ခဲ့သူလည်းဖြစ်ပါတယ်။ နောက်ဆက်ခံမဲ့ပုတ်ရဟန်းမင်းကြီးတပါးအနေနဲ့လဲကျွန်တော်တို့နိုင်ငံလုံးမငိမ့်ချတဲ့နိုင်ငံတွေရဲ့ငိမ့်ချရေးဖြစ်စဉ်မှာစိတ်အားထက်သန်မှုရှိတဲ့မာတန်ကြီးကောင်းဆောင်ကြီးတို့ဖြစ်ဖို့လေးနဲ့စွာမျှော်လင့်ကြောင်းပြောကြားလိုပါတယ်လို့ယာယီသမရကဆိုပါတယ်ပေါ်ရဟမင်းကြီး Francis Quelo မှုအပေါ် CRPH နဲ့ NUG တို့ကလည်းဝန်ထဲကျောင်းတော်လွှာများပေးဖို့ထုတ်ပြန်ထားပါရဲ့ရှင် ဇလပီအကြမ်းဖက်စစ်အုပ်စုကပြည်သူတွေကိုဥတီတဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာပြီးရန်သူကရန်သူပိတာရာထက်ကိုပိုတယ်လို့ပြည်တော်စုဝင်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ပြပါမယ်ပြည်သူတွေကိုဥတီတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အစည်းဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းကအခုလိုဆိုပါရယ်အင်အားပြင်းငလင်ဖြစ်ပေါ်ခဲ့မှုကြောင့်ကျွန်တော်တို့အနေနဲ့ငလင်တန်းခံရတဲ့နေရာဒေသတွေမှာထိုးစစ်တွေရပ်ဖို့ကြေညာခဲ့ပေမဲ့ တစ်ဖက်ကအချမ်းဘက်စေုပ်စုကတော့ဒီရက်ပိုင်းတွေမှာပြည်သူတွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာတာကိုစိတ်ပြက်ဖွယ်တွေ့ရပါတယ်။ရန်သူကတော့ရန်သူပီတာရာထက်ကိုပိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုတွေကိုလှလင်းချင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာတုံးချရင်စီမံကြဖို့လိုအပ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။2025ခုနှစ်ဧပြီလ18ရက်နေ့နာနဲ့9:55အချိန်ခန့်တွင်မန္တလေးတိုင်းပြည်ဦးလွင်ခရိုင် တပိတ်ချင်းမြို့နယ်လက်ကြရွာအောင်မြင့်မိုးဆိုင်ကဲအယောင်ဆိုင်နဲ့ဆွေမျိုးဆက်မှုလက်မှုတွင်ခုံအနီးတဝိုက်တို့ဂျမ်းဖက်စိအုပ်စုမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးရင်နှစ်စီးဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်အဆိုပါဖြစ်စဉ်တွင်လမ်းသွာလမ်းလာများပါဝဲအမျိုးသား၈ဦးအမျိုးသမီး၃ဦးနဲ့ကလေး၁ဦးစုစုပေါင်းပြည်သူ၁၂ဦးတေဆုံးကအရတားပြည်သူများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ ပြည်တော်စုဝင်ကြီးချုပ်ဤ83နှစ်ပြည့်မွေးနေ့အတွက်ပြည်တော်စုဝင်ကြီးချုပ်ယုံအဖွဲ့ကတော်လှန်မွေးနေ့စုမုံကောင်းတောင်းတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ပြည်တော်စုဝင်ကြီးချုပ်ယုံအဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရပြည်တော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တိုင်ဤ83နှစ်ပြည့်မွေးနေ့မှာဒီစိတ်ဤချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများပြည့်စုံပါစေကြောင်းနဲ့တိုင်းပြည်နဲ့လူမျိုးအကျိုးကိုဆွတ်ဆွတ်တမဆက်လက်၍ဥလည်မတုံထမ်း၍နိုင်ပါစေကြောင်းချစ်ခင်လေးစားစွာဖြင့် မေတ္တာစုမုံကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ယာယီသမရနဲ့ပြည်ထောင်စုဝန်ကြီးချုပ်တို့ပါဝင်အယူကြီးအစိုးရအဖွဲ့ဝင်များဟာပြည်တွင်းမှနေ၍ဒွတ်တော်လှန်ရေးအမြင့်ဆုံးအောင်မြင်နိုင်ရန်ကြိုးပမ်းလှည့်ရှိနေကြပါတယ်ရှင်။မိုးပြ rescue team ကိုတော်လှန်ရေးမိတ်ဆွေများအားလုံးဆက်လက်ပြီးအားပေးကူကြဖို့ဒူးဝင်ကြီးခွန်စောဖူးတိုက်တွန်းတဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။ မိုးပြေရက်စကျူတင်းကိုတော်လှန်ရေးမိတ်ဆွေများအားလုံးဆက်လက်ပြီးအားပေးကူကြဖို့တယန်ဇာရနဲ့တဘာဝပဝင်းကျင်ထိန်းသိမ်းဝန်ကြီးဌာနဒုတိယဝန်ကြီးခွန်စောဖို့ကတိုက်တွန်းဆိုထားပါတယ်။မိုးပြေရက်စကျူတင်းတို့မဟုတ်ကျွန်တော်ရဲ့ဒုတိယမိသားစုနာမည်အပရီလာ23ရက်နေ့ဆို team က၄နှစ်တက်တန်းပြည်ပြီးတခြားတာဝန်ရှိလေတော့အဖွဲ့ဥဆောင်သူတာဝန်ကနေရန်နာလိုက်ပါပြီ။ ခေါင်းဆောင်မှုပုံစံငွေစင်းစနစ်လိုအားစီမံခန့်ခွဲခြင်းပုံစံအဖွဲ့အတွက်ရေရှည်ဝင်ငွေရရှိနိုင်မည့်လုပ်ငန်းတွေကိုတိစောက်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒေါ်လာရင်မိတ်ဆွေများအားလုံးအဖွဲ့ကိုဆက်လက်ပြီးငွေအားညံအားဖေးကူကြဖို့လဲတိုက်တွန်းပါတယ်လို့ဆိုပါတယ်။ Mobile Riskers Team အဖွဲ့ဟာကရင်နီပြည်အတွင်းရှေ့တမရဲဘော်များထိခိုက်ဒဏ်ရာရရှိပါကကေဆေကုတရေးကိုအဓိကဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ပြည်သူ့ကိုယ်ကြီးစုနဲ့ကျေးဇူးတင်စကားဆိုတဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံး ပြည်သူတွေအပေါ်ထားရှိတဲ့နစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများပေါ်ပြည်သူ့ကုံရီစုနဲ့ဂျေဇူးတင်စကားဆိုရလဲဖြစ်တယ်လို့ပြည်သူ့ကုံရီအတင်ဥဆောင်သူတဦးဖြစ်တဲ့ Los Angeles မှာဦးကျော်ဝဏကဒေါအောင်ဆန်းစုကြည်ကိုဂုဏ်ပြုစုပေးအပ်ရတဲ့အကြောင်းနဲ့ပတ်သက်လို့ Radio UNG ကိုခုလိုပြောပြပါဗျ။ပြည်သူ့ကုံရီအတင်ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့မြန်မာပြည်တွင်းကဂုဏ်ပြုတဲ့ဂုဏ်ပြုထိုက်သူတွေကိုပြပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေက ဝိုင်းဝန်းကွန်ပျူတာရဲ့အစဉ်လာအတိုင်းအခုနှစ်2025ခု16ကြိမ်မြောက်ပြည်သူ့ကွန်ရီကွန်ပျူမှုအဖြစ်လူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုအသိဝင်ဌာနကွဲတွေကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေကို ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုတာလည်းဖြစ်တယ်လို့အကျန်းဖက်စစ်အာဏာရှင်ကိုဒူးမထောက်ဘဲကြမ်းကြမ်းခံတွန်းလှန်နေတဲ့ သူ့ရဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြူတာလည်းဖြစ်ပါတယ်။မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြွဘဝလွတ်မြောက်ရေးအတွက် ပြည်သူ့ကိုယ်ရင်အသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်ဆိုတာကိုလည်းထပ်လောင်းကတိပြုပြောလိုပါတယ်ခင်ဗျာ။ 2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုံရီကုံပြုတ်မှုအဖြစ်လူထုကောင်းဆောင်ဖြစ်သောမတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီဌာနခွဲတည်တည်ရှိအဖွဲ့အစည်းများမှယူသေးလေးစားတံပိုးထားပြီးဂုံယူဝင့်ကြွားစွာဖြင့်ကုံပြုတ်ကြောင်းဧပြီလတွင် အသိပေးကြေညာခဲ့ပါတယ်။ ဆေးဥစုအာနာလူတဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစလို့မတရားဖမ်းဆီးခံထားရတဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာမကြာမီကာလအတွင်းအသက်80ပြည့်တော်မှာလည်းဖြစ်ပါရဲ့ရှင်။ဆလပီငလင်ဘေးတင်မြန်မာပြည်သူများ၏ပြန်လည်ထူထောင်ရေးအတွက်ကဘာကျော် crypto exchange တစ်ခုဖြစ်တဲ့ Bybit မှမြန်မာကျပ်ငွေသိန်းပေါင်း6000ကျော်ခန့်ကိုပေးပို့လှူဒါန်းခဲ့တဲ့သတင်းကိုတင်ပြပါမယ်။မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် စကိုင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်များကြောင့်ဘေးတင့်ခဲ့ရသောဒေတာခံမြန်မာပြည်သူများ၏ပြန်လည်ထူထောင်ရေးအတွက်ကဘာကျော် crypto exchange တခုဖြစ်တဲ့ Bybit မှမြန်မာကျပ်ငွေသိန်းပေါင်း6000ကျော်ခန့် US ဒေါ်လာ3000တောင်းတတီကိုပေးပို့လှူဒန်းခဲ့လို့ Spring Development Bank ကထုတ်ပြန်ဖော်ပြပါတယ်။ယခုလိုနိုင်ငံတကာမှထိရောက်သောပံ့ပိုးမှုအဖြစ်ခွန်အားဖြစ်ပေးခဲ့တဲ့ Bybit အားအထူးပင်ကျေးဇူးတင်ရှိလက် Spring Development Bank မြန် script နဲ့ code script story ရူဤယုံကြည်စိတ်ချရတဲ့ကိုရင်များမှတစ်ဆင့်လွဲပြောင်းကူညီပေးနေပြီဖြစ်ကြောင်းသိရပါရရှင်။ရောင်လေးပင်မြို့နယ်အတွင်းကစစ်ပေးဆောင်ပြည်သူများကိုခြေခံစားတောက်ကုန်ရိတ်ခါများပဲခူးကြီးဆက်ထောက်ပို့အဖွဲ့ထောက်ပံ့လှူဒန်းခဲ့တဲ့တရင်နောက်ဆုံးတင်ပြပေးပါမယ်။ပဲခူးတိုင်းရောင်လေးပင်မြို့နယ်အတွင်းကစစ်ပေးဆောင်ပြည်သူများအတွက်အခြေခံစားတောက်ကုန်ရိတ်ခါများကို1.9အလှူဖြစ် ပဲခူးကြည်ဆက်ထောက်ပို့အဖွဲ့လမင်းထဲကရုံကလေးမှတဆင့်တော်ဝင်တောင်းကဥဆောင်ကထောက်ပံ့လှူဒန်းပေးခဲ့လို့တော်ဝင်တောင်းစစ်ကြောင်းကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းညောင်လေးပင်မြို့နယ်ရေတွင်းကုန်းကျေးရွာကိုစစ်ကောင်စီကအကြောင်းမဲ့လေးကြောင်းတိုက်ခိုက်မှုတစ်ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှုခုနှစ်ကြိမ်အတွင်းတေဆုံးသွားခဲ့တဲ့အသက်42နှစ်အရွယ်ရွာသားတအူးရဲ့မိသားစုအားထောက်ပံ့ငွေ30သိန်းချက်ကိုပေးအပ်ခဲ့လို့သိရပါပါတယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်မင်းတီဟာမင်းစစ်သွင်းနဲ့ခါရှဲလိုကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။ဗီဒီယိုအန်ယူဂျီမှဆက်လက်အသံလင်းနေပါတယ်အခုဆက်လက်ပြီးတော်လရေးကဗျာကဏ္ဍမှာတော့ဂျမားရေး CDM တအူးဖြစ်တဲ့ဝါကြီးရဲ့စူးစားအာတင်တငယ်ချင်းတို့လိုအမိရတဲ့ကဗျာလေးကိုထုတ်လင်းပေးလိုက်ပါရစေရှင်စူးစားအာတင်တငယ်ချင်းတို့ ဟိမနာဆောင်ချိန်နှောင်းလို့နှင်းငွေပြေစအနှွေလာ၏။노ထမနဲ့အာယုန်တက်ကရက်ဆက်တဲ့အဖြစ်ဆို노ထတဝဲညာအိမ်မက်လို့ရောင်လေလေနဲ့စက်မက်ခဲတာသုံးနှစ်ကြာပြီ။ခုချိန်ထိလဲမက်နေစေ။တကယ်တော့အိမ်မက်မဟုတ်တယုတ်တကံအဖန်ဖန်ခွဲအမှန်မဲဖြစ်လို့ တို့များပေါ်ကဌာနစွန်ခွာနေခဲ့တာလေရများစွာပဲကြာခဲ့ပြီဘယ်ရက်ပဲစီမရွယ်ရီပဲတို့ပြည်ထဲမှာကျိုးစားကွယ်ပုံလူလုံးမပြနေရတာလေကြာလာပြီလူဘဝမှာမထင်မှာပဲဥတီယာမဲ့ပြေးထွက်ခဲ့ရလက်မဲ့ဗလာရောက်နေရမှာရှိသမျှအာစွန်းပကားဖြင့်တို့များရင်သူပြည်ဖြတ်သူကို တွန်းလန်ငါပဲနေဦးမည်ရှီမွန်ကဲ့ရဲ့ခொနရက်ဟုလူတို့ပြောစကားရှိတော်ညာလဲမှားတဲ့ဘက်မှာယက်မိပါကလူမိုက်အားပေးထိုအရေးချောင်ကိုကိုကိုသာပြစ်ရှိပါဟုစိတ်မှာဆွဲယူမီးလိုပူ၍ပူဆွေးတော့ကပြာပါရနှင့်နောင်နာမဆုံးတသက်လုံးသာဖြစ်လိမ့်မည်ဒူမြားစီရန်ကြင်ကြင်ခံလို့ ဇွဲနဲ့ရက်ဒီရက်ထောင်ချီလဲပြိုလဲမတော်စိတ်တက်များကစိန်သားပမာပိုခိုင်မာလို့မာကြောတံမာချစ်လက်လာပြီပမာတခုဆိုပြုတ်ရလျင်အနင်းခံမြတ်များမတိညာကအိုတံပိုထွားပိုပွားများတလို့တို့များစိတ်ရဲ့စာရူးချက်လို့ခိုင်ခန့်စိတ်များပိုတိုးွားသည်တို့များအတိဆုံးဖြစ်ပေသည် ဒုက္ခဒုက္ခတလဲစီဘဝမှုတို့များဘဝဒုက္ခစင်ရဲ့အလဲလက်ပြပြဘလူဆူဆူတို့များပန်းနိုင်လှမ်းလို့ကိုင်းကြည့်မိလူမိခင်တကယ်ပင်ဘမွေနီးနီးလေးသာလူရော့ရာမှုဘလူကြောက်မှစိတ်တတ်မကြနဲ့ကြိုးစားအတင်းတငယ်ချင်းတို့ဝါရီ ဒါရှင်များရှင်ဒီနေ့မနက်ခင်းရဲ့ကျမရဲ့ပညာပေးကဏ္ဍမှာတော့အပူဒဏ်ကြောင့်ဖြစ်ရတဲ့ယောဂါတွေကိုနားဆင်ကြရမှာပဲဖြစ်ပါလိမ့်ရှင်။အပူဒဏ်ကြောင့်ဖြစ်ရသောယောဂါများအပူရှက်ခြင်းနဲ့အပူဒဏ်ကြောင့်ဖြစ်ရတဲ့ယောဂါတွေဟာပုံစံအမျိုးမျိုးရှိပြီးအသက်အန္တရာယ်ကြာရောက်တဲ့အထိပြင်းထန်နိုင်ပါတယ်။အပူဒဏ်ခံစားရမှုတက်တအောင်ကြိုတင်ကာကွယ်နိုင်ပြီးယောဂါဖြစ်ပွားလာပါကလည်းထိရောက်လျင်မြန်စွာကုသပေးဖို့အရေးကြီးလာပါတယ်။အပူဒဏ်ဆိုးရွားစွာခံစားရစေနိုင်သောအကြောင်းများ ကမ္ဘာပတ်ဝန်းကျင်အခြေအနေဆိုများကမ္ဘာရာသီဥတုပြောင်းလဲပူပြင်းလာခြင်းနေအောင်ကြီးအချိန်ပြင်းထန်လာခြင်းသိရိတ်ဝါရိတ်နှဲပါလာခြင်းပတ်ဝန်းကျင်အပူချိန်မြင့်တက်ခြင်းဆိုထိုင်းစများခြင်းတောက်တုံးရေရှားပါလာခြင်းလူတအူးချင်းရဲ့ခန္ဓာရည်နှဲပါမှုကလေးငယ်တက်ကြီးရွယ်အိုနှလုံးသွေးတို့စီးချိုကြောက်ကက်ယောဂအခန်းရှိသူနာတာရှိအဆုတ်ယောဂရှိသူကူးဆက်ယောဂတစ်ခုခုရှိထားသူအရေပြားမှာတချို့သောယောဂမျိုးတွေရှိနေသူ တတိချို့ရင်သူစိတ်ယောဂရှိသူဝါလွန်သူ ကိုဝင်ဆောင် မတန့်ဆွမ်းသူ အပူတန်ကိုကျင့်သားမရသေးသူအရက်မူးရစ်စေစိတ်ကြွစေတုံဆွဲသူ တချို့သောစေဝါများ ဥပမာဘိုက်အောင်ပျောက်စေစီစေနှလုံးခုန်ထိန်စေသွေးပေါင်ကျစေစိတ်ယောဂကုသထိန်ချုပ်စေစတာတွေကိုတောက်တုံးနေရသူတောက်ထားမိသူလူမှုစည်းဘဝအခြေအနေများအရေးရလုံးချုပ်ပြီးလေဝင်လေထွက်ကောင်းတဲ့အိမ်မရှိခြင်းရေကောင်းရေသန့်မရရှိနိုင်ခြင်းမလုံလောက်ခြင်း လျက်စင်မီမရှိမလုံလောက်ပြက်တောက်ခြင်းအပူချိန်သက်တောင်အုံပြုနိုင်သောလေအေးဆက်ပန်ကားရေခဲတစ်တာရေတင်ရေဆုပ်ဆက်စတဲ့ပစ္စည်းများမရှိခြင်းစီရင်နွမ်းမာခြင်းအလုတ်လုတ်ကင်ရန်လိုသောကြောင့်အပူဒဏ်ကိုမရှောင်ရှားနိုင်ခြင်းကျန်းမာရေးအသိပညာနှဲပါခြင်းဘေးရည်ရဲ့ကြုံ၍ရှောင်ရှားရွှေ့ပြောင်းခိုလုံနေထိုင်ရခြင်းပိတ်လောင်အထိမ့်သိမ်းခံထားရခြင်းနေရောင်ထဲတွင်လှုပ်ရှားနေထိုင်လောက်ကင်ရသည့်အာကစားသမားတက်ဖွဲ့ဝင်ခရီးသွားစသည်များဖြစ်ခြင်းအပူဒဏ်ကြောင့်ဖြစ်ပွားတတ်သောရောဂါများ အတင်းစားအပူရှက်ခြင်း heat stroke အပူဒဏ်ကြောင့်ချွေးချောက်အဖျားကြီးပြီးအုံနောက်ထိခိုက်ခြင်းအပူရှက်ခြင်း heat exhaustion အပူဒဏ်ကြောင့်နေမကောင်းနှုံးချခြင်းအပူဒဏ်ကြောင့်မူးမေ့လဲကျခြင်း heat syncope အပူဒဏ်ကြောင့်ကြွက်တက်ခြင်း heat cramp မိပောက်ခြင်း heat rash အပူဒဏ်ကြောင့်ယောဂမဖြစ်အောင်နေမကောင်းမဖြစ်အောင်ကာကွယ်နေထိုင်ခြင်းနေထိုင်ရနေရအရိပ်ရလေဝင်လေထွက်ကောင်းပြီးအပူသက်သာတဲ့နေရာမှာနေပါ အင်းရဲ့အအေးဆုံးအခန်းအအေးဆုံးနေရာမှာနေပါလေအေးဆက်လေအေးပန်ကားနဲ့ပန်ကားရီရှိပြီးလျက်စစ်တအားလည်းရနိုင်ရင်အသုံးပြုပါမရနိုင်မှာကအဝတ်တွေကိုရေစွတ်ပြီးလေကောင်းကောင်းတိုက်နိုင်တဲ့ပရင်ပေါက်တွေမှာလှမ်းထားပါအိမ်မှာအေးအောင်မစီမံနိုင်ဘူးဆိုရင် အေးတဲ့နေရာတစ်ခုခုမှာနိုင်ပိုင်းလောက်ခိတ္တသွားနေဖို့စီစဉ်ပါတကို့ရဲ့အပြုမူရေများများတောက်ပါချွေးထွက်များပါကဓာစားရည်စနစ်တကျဖြောတောက်ပါအယောင်ဖြော့တော့ပွားချောင်းတော့ချီတဲ့အဝတ်စားများဝတ်ပါနေပူရဲမထွက်ဖဲအရေးအောက်နဲ့အိမ်ထဲမှာသာနေပါ အထူးသဖြင့်နေဘက်မှာကိုလက်လှုပ်ရှားမှုပြုခြင်းပင်မအောင်လောက်ကိုင်းခြင်းတွေရှောင်ခြင်းမှာမဖြစ်မနေအပြင်ထွက်ရမယ်ဆိုပါကထီဆောင်ခမောက်အုတ်ထုတ်ဆောင်နေကမျက်မှန်တက်ပါဖနက်စီးပါကော်လာပါလေပင်လုံလက်ရှည်နဲ့နေရောင်ကာတဲ့ဖြော့ပွချောင်ချီတဲ့အဝတ်အစားတွေဝတ်ဆင်ပါအပြင်ထွက်ရလှုပ်ရှားမှုပြုသွားလာရရင်အပူတက်တာအရေးရတဲ့နေရာတွေမှာခဏခဏနားပေးပါနေပူတွေကပြန်လာပြီးချက်ချင်းရေမချိုးပါနဲ့နေဘက်မှာအမိုးမရှိတဲ့နေရာမှာရေမချိုးပါနဲ့ အရက်တောက်ခြင်းစိတ်ကြွစေးနဲ့မူရစ်ဆေးဝါးတွေတုံးဆွဲခြင်းဟာအပူဓာတ်ကိုပုံမိုဆိုးရွားစွာခံစားရစေနိုင်တာကြောင့်တတိထားရှောင်ရှားပါအခန့်ယောဂတစ်ခုခုရှိထားသူတွေအဖို့အပူဓာတ်ကိုပုံမိုဆိုးရွားစွာခံစားရနိုင်တယ်လို့ယောဂအတွက်တောက်နေရတဲ့ဆေးဝါးတွေကြောင့်လည်းအပူဓာတ်ပုံမိုဆိုးရွားနိုင်တဲ့အတွက်ဆရာဝန်ဆရာမတွေနဲ့တိုင်ပင်မေးမြန်းထားပါအပူဓာတ်ကြောင့်ယောဂများဖြစ်ပွားခံစားလာရလျင်ပြုစုကုသခြင်း heat rash မိပောက်ရင်လူနာကိုအရိပ်ရအေးမြပြီးလေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာထားပါ မိရှိတဲ့နေရာကိုအေးအောင်ရေအေးဘက်ကပ်ပေးပြီးနောက်6တွေ့အောင်ထားပါပေါင်နာမောက်အနေငယ်သုံးနိုင်ပါတယ်လိန်စေးအစီရိခရင်နေမလိန်သင့်ပါဘူး heat cramp အပူတန်ကြောင့်ကြွက်တက်ပါကအေးတဲ့နေရာတွေမှာနားနေစီပြီးဓာတ်စားရေတိုက်ပါကြွက်တက်ခြင်းတနားရီထက်ပိုကြခဲ့ပါကဆေးရုံဆေးကန်းကိုအမြန်ပို့ပါ heat sim cope အပူတန်ကြောင့်မူးမေ့လဲကြခဲ့ရင်အေးမြတဲ့လေဝင်လေထွက်ကောင်းတဲ့နေရာမှာလဲလျောင်းနားနေပါစေရေဓာတ်စားရေအသီးဖြော်ရေတွေတိုက်ပေးပါ heat exhaustion အပူဒဏ်ကြောင့်နေမကောင်းနှုံးချီခြင်းအပူရှက်ခြင်းဖြစ်ရမှာခေါင်းမူကောင်းကိုက်ခြင်းပြုတ်အန့်ခြင်းရေငတ်ခြင်းကြွက်တက်ခြင်းနဲ့စီးနှဲခြင်းတွေရှိနိုင်ပါတယ်လူနာကိုအရေးရလေဝင်လေထွက်ကောင်းပြီးအေးတဲ့နေရာကိုအမြန်ရွှေ့ပါရေအေးဓာစားရည်တွေတိုက်ပေးပါရေအေးဘက်တိုက်ပေးနိုင်ပါတယ်အခြေအနေပိုဆိုးလာလို့ချွေးချောက်အဖျားကြီးပြီးအုံနှောက်အာယုံကြောထိခိုက်ခြင်းဖြစ်ပေါ်လာနိုင်တဲ့အတွက်လူနာကိုသေချာစွာစောင့်ကြည့်ပြီးတန်လျာရှိတာနဲ့အနည်းဆုံးဆေးရုံဆေးကန်ကိုချက်ချင်းပို့ဆောင်ရပါမယ် heat stroke အပူဓာန်ကြောင့်ချွေးချောက်အဖျားကြီးပြီးအုံနောက်အာယုံကျော်ထိခိုက်လာခြင်းအပြင်းစားအပူရှက်ခြင်းဖြစ်ရမှာချွေးမထွက်တော့ပဲကိုယ်အပူချိန်အလွန်မြင့်တက်ပြီးကြောင်ကရန်ဖြစ်ခြင်းတတိလစ်ခြင်းတက်ခြင်းတွေဖြစ်တဲ့ဆိုရင်တော့အသက်အန္တရာယ်ရှိနိုင်ပါတယ်လူနာကိုအရေးရလေဝင်လေထွက်ကောင်းပြီးအေးတဲ့နေရာကိုအမြန်ရွှေ့ပါလူနာတတိယနေသိရင်ရေအေးဓာတ်စားရည်တိုက်နိုင်ပါတယ်လူနာကိုလဲလျောင်းထားပြီးခြေရင်းဘက်ကိုအတန်ငယ်မြင့်ထားပါအဝတ်စားတွေကိုချွတ်ပြီးခနာကိုပေါ်မှာရေဖြန်းဆွပေးပါဒါမှမဟုတ်ရေဆွထားတဲ့ဆောင်ဖြစ်စေ အဝိစနဲ့ဖြစ်စေလဲပတ်ထားပေးနိုင်ပါတယ်။ဖြန့်စွတ်ထားတဲ့ရေတွေခြောက်သွေ့သွားအောင်ပန်ကာနဲ့မှုတ်ပေးရပါမယ်။ပန်ကာမရှိရင်ရက်ခတ်ပေးရပါမယ်။လူနာရဲ့လေပင်ချိုင်းကြားနှစ်ဖက်လုံးပေါင်ချံနှစ်ဖက်လုံးတို့ကိုရေခဲဘက်ဒါမှမဟုတ်ရေအေးဘက်ကပ်ပေးနိုင်ပါတယ်။အနည်းဆုံးဆေးရုံဆေးကန်းကိုချက်ချင်းပို့ဆောင်ပါ။ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ ဒေါက်တာရှင်များရှင်ဒီနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တော်လန်ရေးတီဂီတာအစီအစဉ်မှာတော့စလိုင်းကီးမန်ရေးဆက်ထားပြီး CDF ကမ်ပလက်ရေးပေါ်တွေတည်ဆူထားကြတဲ့အိမ်ပြန်နိုင်မယ်နေလို့မိရတဲ့ဒီသချင်းကိုထုတ်လွှင့်ပေးနေတဲ့မနက်ခင်းရေဒီယိုထုတ်လွှင့်မှုကနေနှုတ်ဆက်လိုက်ပါရစေရှင် should move now mm -hmm. that we can be. The kids are down alone at Donahima. Mm I didn't tell you. Ibrahima, regroupez sa moulée, et Gelin ne bilsecek ီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.9 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီ။ မြန်မာနိုင်ငံလူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေတာပါရှင်။မြေသားမျိုးတွေဆိုရရင်စက်တော်ရင်တရင်အချက်နဲ့လူပညာဝန်ကြီးဌာနကထုတ်ပြန်လို့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်လို့အားပေးနေတဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်